မင်္ဂလာပါရှင်ဆီယမကျူရဲ့ကျမရဲ့တပင်းဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဒီနေ့ဖတ်ပြပေးသွားမယ့်အပိုင်းလေးကတော့အပိုင်း28ဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်အခမ်းအနားညတီတိုင်းမျိုးလုံးများသည်အရေးလေးလေးတောက်ပါနေ၏ကျွန်တော်ဘယ်တော့မှအမုန်းဒီမနာကြည့်ခဲ့သည့်ချစ်သူတရားဤမျက်လုံးများဖြစ်သည်အုပ်ဆိုငါတကယ်ဝမ်းသာတယ်တိလားလောက်ခဲ့တော့ သူမ၏တန်သည်တိုးတိုးကလေးဖြစ်သည်ခြေလျားပြောက်စင်းသောစပင်ရှည်များတွင်တီရာပန်းပန်မထားပါတီရာချံမှမှွေးနှံသည်တနော်ဝေးမှလွမ်းဆွတမ်းမက်နေရသည်စပယ်ရနဲ့မဟုတ်တော့ပါတီရာခုဘာလုပ်နေသလဲဝေးရပြီပြီပေါ့နော်ကျွန်တော်ပုံမှန်တိုင်းဟန်ဆောင်ရေးမေးလိုက်တော့လေကျွန်တော်တန်မှာ6ကက်ကက်ဖြစ်နေသည်음 private museum တခုဖွင့်မှုပစ္စည်းတွေစုနေရဲ့အုပ်စုအဖြေသည် ကျွန်တော်ဘယ်တော့မှမခံမှန်းမမျှော်လင့်ဘူးတော့အဖြစ်ဖြစ်သည်။ဘာဘာမျိုးစီရန်လဲ။အစုံမော့။ညတီတာကတောက်ပစွာပြုံးရည်သည်။음တစ်တာပပူစင်စဲပပူတောက်စိန်ပပူဟိုအများကြီးပေါ့ကွယ်။ပြည့်အောင်လက်ရာတွေရသည်များစုနေတယ်။ရုပ်တိရုပ်ကလေးတွေရောစုပြားလက်ဝတ်ခဲ့တဲ့လုံကြီးတွင်းမင်းရဲ့နှဒံအဲ့ဟာမျိုးပေါ့အုပ်စိုးရဲ့အဟာအမြင့်တွေလေ။ခြံထဲမှာပဲအဆောက်အဦလေးစောက်ထားတယ်။ အားရင်လာကြည့်ပါလားတင်တော့ပစ္စည်းအဟောင်းမြင့်တွေကိုစိတ်ဝင်စားပါညတီတာအဟောင်းတွေစိတ်ဝင်စားတတ်လိမ့်မယ်ဟုတင်တော့မထင်ခဲ့ပါကိုအဲ့ဒါတွေစိတ်ဝင်စားဟုဒါပေမဲ့ညကြီးကအဟောင်းတွေလည်းရှိပါတယ်အုပ်စုရဲ့ဒါပေမဲ့တီတာပြလိုက်ကို ကိုလာကြည့်ကြပါလေဒါပေါ့ညတီတာရဲ့မျိုးလုံးများတွေကိုရောကလိုပင် ချစ်ခင်ရင်းနှီးမှုများကိုတင်တော့မြင်တွေ့ရသည်ဟုထင်သည် ဟာပြီးနင်းအောင်ငါပြောရအောင်မေငါမြူစီယာမှာနင်းပစ္စည်းတခုရှိတယ်ပြောင်းပစ္စည်းမဟုတ်ပေမဲ့နင်းရဲ့အတုံးဆောင်ပစ္စည်းမျိုးငါပြားလိုက်တယ်မှာထည့်ထားတယ်ဟာကျွန်တော်အံ့ဩသွားကြီးဘာလဲကြည့်စင်လာကြည့်ပေါ့ကျွန်တော်အတန်ထွက်အောင်ရေမောမိလိုက်သည်လှိုင်မင်းကမြတီတာကိုကြည့်ကရေသည်အလကားဒီကောင်မလေးချင်ရမြရရှောက်လုံနေတာသူ့ပစ္စည်းတွေတန်မိုးမနေဘူးကွာ ဝယ်မဲ့သူရှိရင်လဲသူ့ဈေးမြင့်ပြီးရောင်းမယ်ပေါ့ကွာငါလောင်းလိုက်မယ်တရားမဝယ်မှာမဟုတ်ဘူးသိုံမဲ့ကြည့်မှာကျွန်တော်မြတ်တီတာကိုငေးကြည့်မိသည်ကျွန်တော်ကိုနှုတ်ဆက်ရန်ပရိသတ်တချို့ဝိုင်းအောင်လာတော့ခါကျွန်တော်နဲ့မြတ်တီတာဝေးသွား၏ကျွန်တော်လက်ထဲမှာအော်တိုစာအုပ်တွေရောက်လာပြန်သည်စာအုပ်တွေမှာလက်မှတ်ထိုးပြီးနူးနူးမလာဘူးစိတ်ထဲမှာရေရွမိသည်တစ်ပင်တစ်ချင်းတီးဆိုနေသည့်အချိန်ကြမှာသူမဟောတတိယကဆေးရောက်မှာအကဲခတ်ရှာကြည့်မိသည် သူမမရှိပါသူမမရှိဒီမှာအစင်လာနေရှိုးဘွဲများတိုင်းဖြစ်ဒီမှန်တော့လေယခုဘွဲကတော့သူမဤမျိုးမှာရှိလျက်နဲ့မရောက်လာခြင်းဖြစ်သည်သူမတကယ်စိတ်မကောင်းဖြစ်သွားလိမ့်သလားဘို့မဟုတ်စိတ်မကောင်းဖြစ်သွားပါသည်ဟုတင်တော်သိစေလိုသည်ရွယ်ချက်လားတင်တော်မခက်မှန်းနိုင်ပါမိမအများကြီးစိတ်ကိုတင်တော်မခက်မှန်းတတ်ပါခက်မှန်းရအခက်ဆုံးမိမမှာသူမဖြစ်ပါသည်ဘယ်တော့ပြန်มาလဲအုပ်စိုးဟုတ်ကဲ့ကျွန်တော်မနဲ့ပြန်မနဲ့ပြန်มาပါ ရပုံလေးတပုံလောက်ရိုက်မယ်နော်။ညကြည်တာကိုလိုက်ရှာတော့ခါအဝေးမှအပြုံးမျက်နှာကိုသာမြင်တွေ့ရသည်။လူရောက်ကြတဲ့ကျွန်တော်နောက်တစ်ချိန်ညက်သွားပြန်၏။အောက်ဆုံးရေတို့ပြန်ပြီဟဲ့။တက်နိုင်တန်းကျွန်တော်ကမန်းကတဲ့အတန်လာရမောကြီးကလက်မြောက်ပြလိုက်သည်။အေးအေးမနှက်ပြန်မအေးစေးတွေ့မယ်ဟဲ့။တက်နိုင်လို့နဲ့တူညကြည်တာပါပါသွားသလားကျွန်တော်မသိပါ။ကျွန်တော်ဘေးမှာလူနေနေရှင်းသွားသည့်အချိန်၌ညကြည်တာကိုမမြင်မိတော့ပါ။ ။အုပ်စိုးဖတ်တဲ့ပြန်မလာစိတ်ပန်းနဲ့သွားမလား။ကိုဝင်းအောင်ကျွန်တော်အနာတို့ကက်လာ၏။ဟာဖေဖေရောကျွန်တော်ဖေဖေနဲ့လိုက်အိမ်မှာခဏကြာတော့ဖေဖေကျွန်တော်စီရောက်လာပါသည်။ဖေ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 ကပြုံးလျက်ကျွန်တော်အားသူ့ရင်ခွင်ထဲသို့ခက်ကြမ်းကြမ်းဆွဲဖက်လိုက်သည်။ကျွန်တော်ဘလို့မှမမျှော်လင့်တော့အတွေ့အကြုံမှုကျွန်တော်အန်တန်တန်ဖြစ်သွား၏။ခဏအတွင်းကျွန်တော်လှိုက်ခနဲဟာသွားသည့်ခံစားချက်ဖြင့်ဖေဖေကိုခက်တင်းတင်းပြန်ဖက်လိုက်မိသည်။ အဖေတက်ကင်အေးကြီးမှာတန်မဏိကျဲသည်များကျွန်တော်ရင်ဘတ်တို့လာ၍စူးသည့်အထိဖြစ်သည်ကျွန်တော်ရှိမှခမ်းမ၏မြင်တွင်သည်ဝေဝါးသွား၏စကားတံများလည်းရုတ်တရက်တိုးတိတ်သွားသည်ကျွန်တော်နင်းငယ်ချိန်နဲ့စွာရေမောမိလိုက်သည်ထင်သည်ထို့နောက်ဖေဖေကကျွန်တော်ကိုသူ့ရင်ဝင်ထဲမှတွန်းထုတ်လိုက်၏ကဲငါ့ရင်လိုက်မယ်ဆိုသွားကြမယ်ဟိုမှာလာခေါ်တဲ့ကစောင့်နေတယ်ခဏလေးဖေဖေကျွန်တော်ကိုဝင်းအောင်မှားစရာရှိလို့ကိုဝင်းအောင်ကိုဝင်းအောင်ဒီ ယူဝိုင်းသမားများစီစဉ်ညွန်ကြားနေရမှာကျွန်တော်စီခက်တက်တော့ရောက်လာ ਈ ကားတော့မလားအုပ်စုဟုတ်ကဲ့ကျွန်တော်ခန်းထဲဝင်ပြီးပစ္စည်းတွေတင်ထားပေးပါဦးအိတ်ထဲထည့်ထားပေးနော်အေးပါကွာတော့ပါငါလှုပ်ထားလိုက်ပါမယ်ထက်ကောင်ရကိုပစ္စည်းတော့ကိုသိမ့်မို့ကောင်းတာပေါ့ကွာလာအခုသွားသိမ့်ရအောင်သိမ့်မှမဝေးတာဖေဖေကကိုဝေးရအောင်အားနာဟန်ဖြင့်ကျွန်တော်အားမျက်နှာထားဖြင့်မှန်မဲသည်ဖေဖေကြည့်ကိုကျွန်တော်သိပါသည် အာမအတုံးမကြတဲ့လူပေါ်လူလွင်တရားဟုဆွဆွဲလို့တော့အကြည့်ဖြစ်သည်ကျွန်တော်ဖေဖေကိုပြောရင်းဖြေရှင်းရသည်မဟုတ်ဘူးဖေဖေကအိမ်နဲ့တည်းပစ္စည်းတွေအကုန်ဆက်မိုးဆိုတာတကယ်မလွယ်တဲ့အလို့ကျွန်တော်အတန်တန်စူးစမ်းကြည့်ပြီးမရအောင်ကိုဝင်းအောင်အမြဲထည့်ပေးနေကြကျွန်တော်ထည့်ရင်ပစ္စည်းတွေအင်းကြီးတွေဆက်ဟောမဆက်အောင်ဟာအလာတော့ဆက်ရင်အပြန်လဲဆက်ရမှာပေါ့ကွာမင်းဟာမဟုတ်သေးပါဘူးအလာတော့ဆက်နာပဲလीကိုဝင်းအောင်ကကျွန်တော်ကိုဖြတ်ခနဲကြည့်ပြီးပခုံးတွင်း တစ်ခုခုပြောချင်ပြီးမပြောဘဲမျိုးသိလိုက်ဟန်ဖြစ်သည်ဒီလာတော့ကိုရင်အောင်ပဲထည့်ပေးရသလားမဟုတ်ဘူးဖေဖေကျွန်တော်ရှေ့ဆက်ပြောဖို့အားယူလိုက်ပြီးမှအမှန်တိုင်းဖွင့်ပြောလိုက်သည်နူးနူးထည့်ပေးတာဖေဖေလက်ထွက်သွားတော့ကျွန်တော်ကိုရင်အောင်ကိုလက်ပြပြီးဖေဖေနောက်မှကပန်းကရန်လိုက်သွားရသည်ဖေဖေတော်တော်ဒေါသထွက်သွားပုံရပါသည်ဖေဖေအိမ်ရောက်တော့ကျွန်တော်ဝှက်ထားသည့်အဝတ်အစားများကိုချွတ်ပြီးဖေဖေအဝတ်ဟောင်းများကိုဝေ့ရသည် ဖြစ်ဖြစ်နေချက်ပြီးမဝှေ့ဖြစ်တော့သောတီရှပ်သည်တနော်နှင့်အတော်ပဲဖြစ်၏မိမှုတိုက်မထားသောတီရှပ်သည်ပြန့်ပြူးမနေပဲအနေငယ်တွန့်နေသည်ကျော်ပြီးသားလက်ဆက်သောရနန်းသားမကရနန်းတစ်ခုခုပါပါနေသလိုအင်းကြီးကိုဝှက်ပြီးမှတနော်ကင်ကနန်းကြည့်လိုက်သည်ဖြစ်ဖြစ်ကကလထိုင်တစ်ခုတွင်ဝင်ထိုင်ရင်းတနော်ပြူမှုကိုမျက်မှောင်ကျုပ်လေသည်ဖြစ်ဖြစ်အင်းကြီးဆက်ပြမစင်ဦးထင်နေတနော်မှတ်ချက်ချလိုက်သည်အချင်းမလုံးတဲ့ဟိတ်ကငါတက်တက်လုံးကိုဝေကိုယ်တိုင်မဲလျှော်လာတာ မင်းလို့သူများနှခေါင်းပေါင်းနဲ့အသက်ရှူတတ်တဲ့ကောင်မဟုတ်ဘူး။ဖေဖေကဟောက်တော့တင်တော်ပခုံးတွန့်ကမျက်နှာချင်းဆိုင်ထိုင်ကုန်မှာဝင်ထိုင်လိုက်သည်။ဖေဖေကစီကရက်တလိပ်ထုတ်ပြီးပါဇက်မှာတက်လိုက်သည်။ဖေဖေစလိုက်ဘယ်နှလိပ်ရှိပြီလဲ။ဘယ်သိမလဲကွ။ငါတောက်တမရရည်ထားတဲ့ကောင်မှမဟုတ်တာ။ဒီကနေ့ညဖေဖေနဲ့စကားပြောအပေါက်လန်းတဲ့တော်မှာမဟုတ်ဘူး။တင်တော်သိသည်။ဖေဖေမီးကျစ်လိုက်ဆန်းရှာနေသည်ကိုတင်တော်ခက်တီတီပဲကြည့်နေမိ၏။ထို့နောက်ဖေဖေက ထိုင်ရာမှကိုကိုအနေငယ်ကြွားကဘိုင်းမီအိတ်ထဲမှမီးစစ်ကိုထုတ်ပြလိုက်သည်ထို့နောက်မီးစစ်ကိုမချစ်သေးပဲခဏစိုက်ကြည့်နေသည်ဒါငါမီးစစ်မဟုတ်သူ့ဟာသူခက်တိုးတိုးရေရွတ်သည်ကိုလုံးကလေးကဖေးဖေးသည်သူ့မီးစစ်မဟုတ်သောမီးစစ်များကိုအိတ်ထဲခဏခဏမှားထည့်တတ်သည့်အကျင့်ရှိ၏ဤကျင့်သည်ယခုတိုင်ပြောင်းဝင်မတူပါဖေးဖေးအိမ်မှာသူများစီကမီးစစ်တွေခဏခဏရောက်ပြီးသူ့မီးစစ်များခဏခဏလည်းပျောက်တတ်သည်ဒါနီလာမီးစစ်ပဲ ကျွန်တော်ဖိဖိကိုတစ်ချက်ဆိုင်ကြည့်လိုက်သည့်အချိန်တွင်ဖိဖိကမီးစစ်ချစ်ကဆက်လိုက်မီးညှိလိုက်ပါသည်ဇေဘူမီးစစ်ကလေးဖြစ်သည်မီးတော့ကိုဖိဖိကလေးနှစ်မှုတ်ကြည့်သည်မီးညွတ်ကရဲရဲပြိုလဲသွားတော့လေမီးမငိမ့်ပါဖိဖိတစ်ချက်ရဲလိုက်သည်တကယ်ကောင်းပဲကွာနော်ဖိဖိသည်ဆက်လိုက်များမီးစစ်များကိုစိတ်ဝင်စားသူဖြစ်သည်မီးစစ်ကိုထောက်ခနဲ့ပြန်ပိတ်လိုက်ပြီးစပွဲပေါ်ပြစ်တင်လိုက်သည်ဇေဘူမန်ရင်ဝင်းပူဖြစ်ရမဲကွာဖိဖိရဲ့ကန်သည် မနေ့ကတည်းကပို၍ရှင်းလင်းနေသည်စာအုပ်ပုံများလျော့သွားခြင်းကြောင့်ဖြစ်လိမ့်မည်။နေရန်တောက်များနှင့်မျက်နှာချက်တွင်ပင့်ကိုမင်းများတွေ့နေသည်။နေရကစာအုပ်စင်နှင်းများတွင်ထုံတက်နေသောစာအုပ်များစွာရှိသည်။သနော့ရှိကစပွဲကုံတွင်စစ်လိပ်ပြာကွက်ရှိတော်လဲပြာတွေကစပွဲပေါ်မှာအနှံ့ပြာ။မြေပဲလော်ကုံအစအနများကိုလည်းတွေ့ရသည်။စပွဲရောက်ကတစ်သားစင်ကလေးပေါ်တွင်တရင်းစာဟောင်းများမဂဇင်းဟောင်းများနှင့်အတူအာမမစီမဆိုင်သော မပြောကုန်များအချောက်များကိုမြင်ရသည်တင်တော်ပြုံးမိသည်ဧကန်ကျိုးတန်းပေါ်မှာအဝိတချို့တွဲလောင်းချိန်နေသည်မင်းစစ်ပိုးကြောင့်တခုကြားဘူးလားအမေရိကန်မှာကြောင်ညာတာလေတင်တော်တစ်ချက်နားရှံသွားပြီးခေါင်းရမ်းပြလိုက်သည်စစ်ပိုးမိချစ်ကိုမိတောင်းနေတဲ့အတိုင်းလေရင်ပေါ်ကနေအောက်ကိုပြစ်ချလိုက်တာဟိုးအောက်ကမြေပြင်ပေါ်ကဆိုင်ကဲသမားစီးဖမ်းပြီးတိကရက်မင်းညှိလိုက်တယ်အောက်ရောက်တဲ့အချိန်မငြိမ်းဘူးပေါ့ကွာတင်တော်ခေါင်းညိတ်လိုက်၏ မိจิตတွေစိတ်လိုက်တွေကျွန်တော်စိတ်မွေစားပါဖြစ်ဖြစ်ရကျွန်တော်စိတ်မပါဒီကိုတတိထားမိသွားသည်မင်းပြင်မရင်သွားလဲကြည့်တော့လီတညလုံးလှောက်ရှားခုန်ပေါအော်ဟစ်နေရတာသွားသွားရဲ့ချီမင်းခံရှင်းမိတာမှုရခင်ခင်းရတယ်ကွာတိတ်ဆက်ဆက်ပဲဖြစ်ဖြစ်အိမ်မှာခိုးလုံးကမှုရမရှိဖြစ်ဖြစ်နေကျွန်တော်ဒီမှုရပြေအိတ်သူများမဟုတ်ပါမနေ့ကလည်းကျွန်တော်ကရင်ပေါ်မှာမှုရမမြင်မိပါဒီနေ့မှဖြစ်ဖြစ်ဝယ်လိုက်ဟန်ရှိပါသည် ကျွန်တော်ဖေဖေကိုပြုံးကြည့်လိုက်။ရရဖေဖေကျွန်တော်မအိတ်ချင်သေးပါဘူး။မင်းလောကပင်မဲလို့လဲကွ။ဒီတိုင်းသာဝမ်းမဲရှိုးတွေခဏခဏဆိုရင်မင်းအသက်တို့သွားနိုင်တယ်။အသက်သာအောင်နော်။ကျွန်တော်အနေငယ်ရင်မောလိုက်မိ။ဖေဖေအိမ်အောင်ပြုဖို့ကောင်းနေတယ်နဲ။ဘာကွ။ဖေဖေတက်ကအငယ်လေးရှိသေးတာ။ဖေဖေအိမ်မှာအိမ်ရှင်မတယောက်လုံနေပြီ။ဖေဖေကကျွန်တော်ကိုအတန်မထွက်ပဲဗဇက်လှုပ်ရဲဆဲလိုက်ပါသည်။ ဖေဖေအိမ်အောင်ပြုလို့ဖေဖေကမမေပေါ်တစ္ဆာမရှိဘူး။ဘာညာဆွဆွဲမယ်။ကဲ့ရဲ့မဲ့သူတယောက်မှမရှိပါဘူးဖေဖေ။ဖေဖေမမေကိုချစ်ခဲ့တာလဲကျွန်တော်သိရပဲ။ဒါပေမဲ့ဖေဖေနောက်တဲ့နှစ်တွေအများကြီးနေရအောင်ပါ။ဖေဖေအိမ်ရောဖေဖေရောထိမ့်သိမ့်မဲ့အရှင်မကောင်တယောက်ကိုဖေဖေယူလိုက်ဖို့ကောင်းတယ်။ဖေဖေက secret ကိုတဲတီမဲတီရှိုက်ပါရင်ကျွန်တော်ကိုမျက်မှောင်ကြုတ်ကြည့်၏။ငါ့အိမ်ကိုလည်းငါထိမ့်တတ်တယ်။ငါ့ကိုယ်ကလည်းထိမ့်တတ်တယ်။ တနေ့ကိုဖေဖေစီကရက်ဗနလေးတောက်တင်တယ်လို့စီကန်းလုပ်ပေးမယ်မိမမျိုးဖေဖေမှာရှိတင်တယ်လို့ကျွန်တော်ထင်တာပဲလीငါ့ကိုအဲ့လိုလာချုပ်ချင်ရင်နေရင်ပိတ်တီးပြစ်မိမှာပဲဟုတ်နော်ဖေဖေရေမောလိုက်ဤဟုတ်နော်ချက်ချင်းပဲမျက်နှာတီးသွားဤနေစမ်းမအောင်ငါအိမ်တော့မပြူတာမင်းမိကြောင်လို့မင်းထင်နေရဲ့ပေါ့ကျွန်တော်ပခုံးတွန်းလိုက်သည်ဒါဖြစ်ပါကြောက်လဲကျွန်တော်မမေးပါဖေဖေစကားဆက်လာမလားဟုကျွန်တော်စောင့်နေတော့လေ ဖြစ်ဖြစ်စကားမဆက်ပါကျွန်တော်တို့တိတ်ဆိတ်ငြိမ်သက်သွားကြသည်ကျွန်တော်ကလထိုင်နောက်မီကိုတောမီဆန်လျက်မျက်စိခဏမှိတ်လိုက်သည်ကျွန်တော်မျက်စိထဲတွင်အနီရောင်ခရဲရောင်အပြာရောင်ဆက်လိုက်များအခုထိတပြက်ပြက်လှုပ်ရှားနေစေဘရိုက်ချက်များကိုလည်းကြားရောက်နေစေခေါင်းထဲမှာလည်းတွေးတိတ်တိုးနေစေနီလာလာမကြည့်ဘူးထင်တယ်ဖြစ်ဖြစ်စကားကြောင့်ကျွန်တော်ရုတ်ခနဲ့မျက်စိပွင့်သွားသည် ကျွန်တော်ဖေဖေကိုငေးမောကြည့်နေလိုက်မိ။ဒီနေ့ညဖေဖေနူးနူးနာမည်ကိုပြောတာနှစ်ခါရှိပြီ။သူစိတ်မကောင်းဖြစ်သွားပုံရတယ်ဖေဖေ။အာတော့ဒီနေ့ညနေကျွန်တော်တို့တယောက်ကိုတယောက်ဖတ်မဆောင်မဲနားလည်မှုလဲသွားကြတယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်သူ့ကိုခွာထုတ်တော့မယ်ဆိုတာသူသိသွားတယ်။ငါလဲသူ့ကိုတော်တော်ပတ်ဆက်တဲ့စကားလုံးနေနဲ့ဝေဖန်ပစ်လိုက်မိတယ်ကွာ။သို့တော့ဖေဖေမျက်နှာကဝေဖန်မိသည့်အတွက်စိတ်မကောင်းဖြစ်ရမှရှိပါ။ မင်းတို့နေရာကိုကင်းကင်းရှင်းရှင်းဖြစ်သွားရင်မင်းတို့သိတ်ကောင်းမှာပဲကျွန်တော်တို့နေရာကင်းရှင်းဝေးခွာသွားရင်အပြော်ဆုံးလူကဖေဖေဖြစ်မိထင်သည်ညတီတာရောညတီတာကဒုတိယအပြော်ဆုံးလူဖြစ်လိမ့်မလားညတီတာဤအပြုံရိပ်ရိပ်နှခမ်းလေးများမှာပန်းတို့ရောင်နှင်းစီဘူးကလေးနဲ့တူသည်ဦးရမှာပွင့်ရလူစဲစဲနှင်းစီငုံကလေးထုံနှင်းစီငုံကလေးဤပွင့်ဖက်များမှာနုညံကနှွေးထွေးနေခဲ့သည်နောက်ပြီးနှင်းစီဝစ်ဆန်ဝီမုံလေးများ ဆွဆွချုံမိန်တော့ရတာတီတာကျွန်တော်တီတာကိုလွမ်းနေတော့မယ်လားကျွန်တော်ရင်ထဲမှာနှွေးထွေးစွာလှုပ်ခတ်သွား၏တခမ်းများ၆တွေလာသည်တချင်းမနှပုံကျွန်တော်ဆိုခဲ့ရတယ်လေ၂၈ပုံလား30လောက်လားကျွန်တော်ရေဝဝမတောက်ခဲ့ရသေးဘူးထင်တယ်ကျွန်တော်တခုခုတောက်ရရင်ကောင်းမယ်ဖြစ်ပြီအားရှိလေကော်ဖီဘီယာကိုမျောလင့်ထားတော့ကျွန်တော်ဒီကော်ဖီဟူသောစကားကြောင့်နှာခေါင်းရှုံမိသွားသည်သို့တော့ ော်ဖီလည်းမစိုးပါတောက်မလားဖေဖေသွားဖြော်လိုက်မယ်ရပါတယ်ဖေဖေကျွန်တော်သွားဖြော်မယ်ဖေဖေမိဖို့ကြောင့်မမနေ့ကထပ်ပင်ရှုပ်ပွားနေသည်တပွဲပေါ်ကတပူထဲမှာရင်းနှွေးပြေးရှိနေသည်တောင်ရင်ဘောကကော်ဖီနဲ့ပတ်သက်သည့်ပစ္စည်းကရိယာလိုက်ရှာသည်တစ်ခုမှမတွေ့တောင်ရင်ထဲမှာတော့မနေ့ကဟမ်ဘာဂါများ၆ကပ်လျက်ရှိနေစေကော်ဖီမဟုတ်ဘူးလို့စီဘူးကျွန်တော်မတွေ့ပါဖေဖေအားမတွေ့ဘူး ဖက်ချက်ကျဲဩလိုက်တော့ပြပြရောက်လာသည်နိုးစီတို့ကော်ဖီမုတ်တို့ငါရင်ထားတဲ့နေရာမှာပဲထားတတ်တာပဲဘာမှပြောင်းလဲမရှိဘူးလေးငါးနှစ်တွင်မိဖို့ကြောင့်ရဲ့အထားသူမင်းမသိတော့ဘူးဆိုရင်တော့မင်းပြောင်းလဲလာတာပဲဖြစ်ရမယ်ဆိုပြီးကျွန်တော်ပခုံးတို့ရဲ့ပြုံးနေရည်အကန့်စင်ပေါ်မှာကော်ဖီမုတ်ဘူးတကြဘူးနဲ့ရေစလုံးလေးနဲ့ထည့်ထားတော့နှုတ်စီဘူးဖောက်လက်စာကိုဖိဖိယူပေးသည်ကော်ဖီပကံများချပေးသည်ကျွန်တော်ဓာတ်ပူထဲမှရင်လေးကို အကန်နဲ့လောင်းချလိုက်သည်ယင်းလေးတို့ဇပွဲပေါ်သို့ဖိတ်ဆင်သွားသောအခါ sorry ဟုဖိဖိကိုတောင်းပန်လိုက်သည်ဖိဖိဘာမှမပြောပါယင်းလေးတို့တကြားထင်ထို့နောက် coffee mug တစ်စုံမမောက်ထည့်လိုက်သည်လို့စီဘူးတစ်စုံခတ်ထည့်မိအချိန်တွင်ဖိဖိကဟန့်တားသည်ဖိက coffee mug တွေပေးနေတဲ့ဇုံနဲ့မခတ်နဲ့ကွအဲ့ဒီဇုံကို coffee ပကံနဲ့ထည့်ဝင်လေကွဟုတ်နော်ဖေဖေကကျွန်တော်ကိုတွန်းဖေကသူ့ကိုယ်တိုင်ဝင်ပြောပါသည် မင်းအိမ်မှာဘလို့စားတောက်နေတယ်လဲငါတခါမှမမေးဘူးထင်ပါရဲ့နေရတာအဆင်ပြေရဲ့လားပြေပါတယ်တတော်တိုက်ခန်းနဲ့မျက်ဆောင်တို့နေရာလောက်မှာလက်ဖိတ်ဆိုင်ရှိရဲ့လीတိုက်တာမှတောက်ရုံပဲပြပေခတ်တိုးတိုးရဲ့ဒီထမင်းစားတော့ရောလူလူရလာပို့တယ်ကော်ဖီဖြော်နေသည့်ဖေဖေလန်လှုပ်ရှားမှုခဏရက်တန့်သွားသည်နေ့တိုင်းလားအဲသူ့အိမ်မှာကောင်းမလေးရရှိရလေနူးနူးအိမ်နဲ့ကျွန်တော်တိုက်ခန်းနီးနီးလေးဘတ်ကတမတ်တိုင်စာလောက်ပဲ ညစာတော့သူ့အိမ်မှာသွားစားတာများတယ်။ဒါပေမဲ့ညနေ6နာရီထိတနော်မလာသေးရင်အခန်းကိုထမင်းဆိုင်ရောက်လာတာပဲ။ဖေဖေတပြင်းဆိုင်တန်းမှာလိုအပ်တီထပ်ပေါ်၍ကျဲလောင်သည်ဟုကျွန်တော်ထင်သည်။အခန်းမှာမင်းမရှိရောကျွန်တော်မရှိလေထမင်းဆိုင်လာပို့တာပေါ့။သူ့အိမ်မှာကျွန်တော်ခန်းတော်တစုံရှိရဲ့လေ။သူ့ကင်နာမဟုတ်ပါဘူး။ကောင်မလေးတွေကင်နာ။ထမင်းလာပို့ပကံစီကြိုက်စီအဝိရှော်မိဘူးတိုင်ဖုံလဲ။ကျွန်တော်ကဘာမှလုပ်တတ်တာမှမဟုတ်ပဲ။ဖေဖေကကျွန်တော်ရှိသူ့ ော်ဖီပကံတွန်းပို့သည်ကော်ဖီရှင်ကြပြီးအနေငယ်ဆင်သွားအောင်ပဲစောင့်ကြီးအောင်ကြီးအနေထားဖြစ်သည်ကဲတောက်ကျွန်တော်ကော်ဖီကိုမတည့်ရလျက်ကထက်ထွက်ထွက်တောက်ချလိုက်သည်အခုပြန်ရောမင်းသူ့စီရထမင်းစားနေုံမလားမစားတော့ဘူးလေသူ့စီလည်းကျွန်တော်မသွားတော့ဘူးစိုက်မှာပဲစားမယ်ခေဘီကကျွန်တော်ကိုစိုက်ကြည့်နေသည်တကယ်တမ်းအိမ်အောင်ပြရမှာမင်းကလိုအပ်နေတာကလည်းမင်းငါကကိုထမင်းကိုချက်စားတတ်တယ် ချက်ဖို့လည်းအချိန်ရှိတယ်။မင်းကချက်လည်းမချက်တတ်ဘူး။အချိန်လည်းလုံးဝမရှိဘူး။ပုံသားသောကော်ဖီပကံကိုကျွန်တော်အသာပြန်ချထားလိုက်သည်။ကျွန်တော်ကဘသူ့ကိုယူရမှာလဲ။ဟာဘဲတိမလဲ။မိမတယောက်ယောက်ပေါ့ကွာ။မင်းထက်အသက်20လောက်ကြီးတဲ့အဖွားကြီးမဟုတ်ရင်ပြီးတာပဲ။ဘယ်မိမကောက်ယူယူပေါ့။ကျွန်တော်အတန်ထွက်ရဲမိသည်။ညတီတာဆိုရင်ရောဖေဖေ။ဆော့ဆော့ကောင်မလေးလား။อืมမဆိုးပါဘူး။ ဒါပေမဲ့အရင်က तू ကမင်းကိုခောက်ထားတာမဟုတ်လားအခုမှမင်းနဲ့မယ်ကြီးမှပြန်ကတ်တာစိတ်မချရဘူးထင်တယ်ကျွန်တော်အနေငယ်အောင်သွားကြီးနောက်ပြီးသူ့ပုံစံတော်တော်ရင်ကျက်တယ်နော်မင်းကိုလှုပ်လှုပ်ရှားရှားဖြစ်မနေဘူးဒီတစ်ခါမင်းထက်ခံရရင်မကောင်းတော့ဘူးထင်တယ်ကိုရှုံးမဲ့စစ်ပွဲသွားတိုက်မိနေုံပဲကြိုတင်ပြင်ဆင်မှုလေးပါလေလုံအောင်ကွာညတီတာအဲ့လိုမင်းကလေးတော့မဟုတ်ပါဘူးဖေဖေ तू ကဖြောက်မှန်ပါတယ်ကျွန်တော်သူ့ကိုမယူဖြစ်ဘူးဆိုရင် ဒါသူ့ကိုမယုံလို့မဟုတ်သူ့ရဲ့တန့်စင်တဲ့နှလုံးသားကိုကျွန်တော်ရဲ့ညစ်ပေတဲ့နှလုံးသားနဲ့မတန်ဘူးလို့သုံးဖြတ်မိလို့ပဲပြပြကလောင်တလောရေမောလိုက်လေသည်မင်းမအားနေချက်ကြီးကြီးမားမားတစ်ခုရှိတယ်ဘာလဲဆိုတော့မိမတွေကိုရှော့တွေ့တတ်တာအထင်ကြီးတတ်တာပေါ့ကွာဒီမဲအုပ်စုလောကမှာဘယ်မိမမှမယုံရဘူးကွာသူတို့အတွက်အကျိုးမြတ်မရရင်ဘာမှလို့ဒါဆိုကျွန်တော်ဘယ်မိမသွားอยู่ရမလဲအခုကျွန်တော်ဘီမှာဝိုင်းနေတဲ့မိမတွေကို ကျွန်တော်ယုံရမှာလားအဲ့ဒီမိန်းကလေးတွေမဟုတ်တဲ့တယောက်ယောက်ပေါ့ကွာမင်းရဲ့ကြော်ကြားမှုရင်မူးတာမဟုတ်တဲ့မိန်းမပေါ့မင်းကိုဂယုတဆိုင်ပြုစုယူရမယ်ရိုးရိုးအားမိန်းမတယောက်ပေါ့ကျွန်တော်ချစ်တဲ့မိန်းမလည်းဖြစ်ဖို့တော့လူတာပေါ့ဖြစ်ဖြစ်ရာမလိုပါဘူးကွာအချစ်ဆိုတာလူမှခဏခဏပေါ်ပြီးခဏခဏပြောက်တာပဲအရေးမကြီးပါဘူးအခုချစ်လဲနောက်ချစ်ချင်မှချစ်တာအခုမချစ်လဲခဏနေချစ်ချင်ချစ်လာတာပဲလीဟာ ကျွန်တော်ဖိဖိယူဆကိုလုံးဝအံ့ဩမိသွားသည်အလိုမြင်ပါလေအရေးကြီးတာခင်မုန်းကိုပြုစုတတ်ဖို့ပဲအိမ်အောင်ထိမ့်သိမ့်တတ်ဖို့ပဲဒါဆိုရင်တော့သူနာပြုစီယာမတို့အိမ်မော်မလေးတို့ပဲယူရမှာပဲယူဖို့ကသူနာပြုဆိုတာလူနာတွေကိုပဲပြုစုလိုက်အောင်ပဲသူ့လောက်ကမာနကြီးတင်ကြည့်အောင်ပဲအိမ်မော်ပဲယူကွာအာမဖြစ်ပါဘူးပြပေနဲ့ဒီနေ့ညစကားပြောလို့မကောင်းတော်တော်သွားဟိတော်မယ်တော်တော်ထထွက်လာတော့ခါ ေဘေကတဟဟရေမောလျက်ကြံခဲ့သည်သူတို့အခန်းထဲဝင်လိုက်တော့သပွဲကလေးပေါ်မှာသပွဲပန်းကုန်းလေး၅ကုန်းတွေ့ရသည်တခန်းလုံးသပွဲပန်းနဲ့မှု့တည်နေ၏သူတို့သည်သပွဲပန်းကုန်းနဲ့ကိုအလွန်ညှဉ်းခုံတတ်ပါသည်ဂရင်ပေါ်မှာမှု့ရနဲ့မှု့ရဖို့အိယာခင်းကအစားအဖြူဆွတ်ဆွတ်နဲ့အိယာကလေးမှာအိတ်ချင်စရာလေးဖြစ်သည်သူတို့မှု့ရဖို့ခြေပြက်လက်ပြက်လှဲချပြလိုက်သည်အေးဆက်ဆက်မှု့ရစားကိုသူတို့လက်ပဝိုးများပဲထိထားပြီး ခဏမျက်စိမိတ်လေသောအခါညတီတာဤနတ်မောင်သောမျက်ဝန်းလဲလဲကလေးများညင်ရောက်လာသည်ဟုတ်သလားတီတာမင်းဟာကို့နာမည်ကြီးလို့ပြန်လာအကက်ခံတဲ့သဘောလားအုပ်စိုးချင်းတော်တော်ဟိနော်မနဲ့လင်းချင်းကြီးသွားခံရလိမ့်မယ်ခေပေကအခမ်းအပဝမှာလှမ်းអော်တတိပေးသည်တတော်မျက်လုံးမဖွင့်ပါရားတယ်ဖေဖေနောက်မှအခုဒီတိုင်းအိမ်အောင်မယ်ခဏလေးမဖြစ်ဘူးကွာအဲ့ဒီခဏလေးကတညလုံးဖြစ်သွားမှာ ထထအခုထောင်လိုက်ဟာအလုရှုပ်ပြီးကျွန်တော်မထဖြစ်ပါခဏကြာတော့ဖေဖေကျွန်တော်ကလေးစီရှောက်လာတဲ့ကြားရသည်တဲဒီကလေးပြောစကားနားမထောင်ပဲ ਉਹ ကျွန်တော်ခေါင်းအောက်မှချင်တာကိုဖေဖေဆွဲယူလိုက်သည်ကျွန်တော်နင်းနေအားနာတော့ကမျက်လုံးဖွင့်ကြည့်မိသည်သို့တော့ကျွန်တော်တကယ်ကိုမထချင်တော့ပါအခုချိန်တွင်ချင်းချီုံမကလို့ဒိုင်နိုဆောပဲကြည့်ကြည့်ကျွန်တော်ဂယူးဆိုင်လိုက်မည်မဟုတ်ပါ ကျွန်တော်စိတ်အိတ်တော်မီမင်းရန်ကုန်မှာချင်းတော်မထောင်မဲအိတ်တာပဲလားอืมတခါတခါကျွန်တော်ခံမှာချင်းသိမ့်မရှိပါသူစကားကိုကျွန်တော်ပြောဖို့ကြိုးစားလျက်အသက်မထွက်တော့ပါဖေဖေချင်းတော်ထောင်မဲပြီးမှုရအနာစာများကိုစိတ်ရှည်လက်ရှည်ဖိပေးနေသည်ကိုစင်နဲ့စွာငြိမ်သက်နေမိသည်မင်းဒီလောက်ပြင်းနေပုံနဲ့ဆိုရင်မင်းခရင်တစ်ခုလုံးရှုပ်ွားလို့ရှိမှာပဲအခုလိုပြင်းမဲနဲ့ညမျိုးဆိုပိုဆိုးတော့မယ်ငါလည်းမင်းစီလာမနေနိုင် မင်းကလည်းဒီမှနေလို့မဖြစ်တင်တော်မြုံနေရေးမရတော့ပဲအတန်ထွက်ပြီးရေရေမျက်လုံးဖွင့်ကြည့်လိုက်သည်ဖြစ်ပေသည်ချင်းတော်စာကြီးတစ်ဖက်တွင်စိုးရိမ်ပူပန်သောမျက်နှာထားဖြင့်တင်တော်ကိုငုံကြည့်နေသည်ခိုးလွန်ခဲ့သည့်10နှစ်15နှစ်လောက်တုန်းကဖြစ်ဖြစ်မျက်လုံးမျိုးဂယုနာမျိုးဖြစ်သည်စိတ်မပူပါနဲ့ဖြစ်ဖြစ်ညွန်းနုကောင်မလေးတယောက်ကိုအခဲလာရှင်းပေးခိုင်းလိုက်မယ်အမြဲသူရှင်းနေကြသိစိတ်ချရတာလက်လည်းမစုံစီကံလည်းရှိတယ် အဲ့ဒီကောင်မလေးကိုယူလိုက်ကွာအာဖေဖေကတော့ကျွန်တော်ကြိတ်ရမောပြီးတစ်ဖက်ဆောင်အိတ်လိုက်သည်ဒီညနေတညနေလုံးဖေဖေကျွန်တော်ကိုမိမပေးစားနေတော့မှပေးစားသည့်မိမကလည်းအိမ်ပေါ်မှာဖေဖေခက်တက်တက်ရမောပြီးကျွန်တော်ခမ်းမိကိုပိတ်ပေးလိုက်၏နောက်တစ်ပိုင်းကိုဆက်လက်ဆောင်မြော်ပေးကြပါအောင်ရှင်အဆုံးနှားဆက်ပေးခဲ့ကြသူတဦးတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်